အိန္ဒိယမှာကြောက်ကက်ခွဲတာအောင်မြင်သွားပြီဖြစ်တဲ့မက်သင်းနုနုဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီမှာ Selling Insider Page ကနေပြီးတော့ပြန်လည်ချုပ်ဆိုလိုက်ပါရယ်။မက်သင်းနုနုဝေကတော့ကွန်ပျူတာတက္ကသိုလ်ကျောင်းသူဒုတိယနှစ်ကျောင်းသူအဖြစ်တက်နေရင်းနဲ့ကြောက်ကက်ယောဂါကိုခံစားခဲ့ရတာဖြစ်ပါရယ်။တစ်ချိန်လုံးကကြော်ရှင်းလှပါခဲ့တဲ့မက်သင်းနုနုဝေက ြောက်ခဲ့ကြောင်းမို့မျက်နှာဆိုလဲမမမီရောလောက်အောင်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။မတ်သင်းနုနုဝေကကြောက်ခဲ့ဆေးလာခဲ့တဲ့ဆယ်စုနှစ်တခု ရှိနေပြီ။မိခိုအားကိုးစရာလည်းမရှိတော့တဲ့အတွက်တယောက်တည်းခက်ခဲစွာနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။မတ်သင်းနုနုဝေက ကြောက်ကက်ဆေးဖို့ကိုဘလို့မှမတတ်နိုင်တော့ပါဘူး။ဒါကြောင့်မို့ကြောက်ကက်ဆေးဖို့အတွက် အလူငွေတွေတောင်းခံခဲ့ပါသေးတယ်။လူအများကလည်းမသင်းနှုနှုဝေရဲ့အဖြစ်ကိုမချိရတာကြောင့်မို့အလူငွေတွေလူပေးကြတာဖြစ်ပါတယ်။မသင်းနှုနှုဝေက အလူရှင်တွေလူပေးတဲ့အလူငွေကိုတေချာစုဆောင်နေကြတာဖြစ်ပါတယ်။ဒီမှအနေနဲ့ကြောက်ကက်ဆေးရာထက် ၆ကက်အစားထိုးခြင်းတို့အတွက်ကို အလူငွေတောင်းခံနေတာဖြစ်ပါရင် လူအများကလည်းမတင်းနူးနူးဝေကတနာကြတဲ့အတွက်ကို၆ကက်အစားထိုးဖို့လူပေးကြပါရင်တယောက်ကိုနည်းနည်းစီလူပေးကြသလိုတချို့ကလည်းတိန့်တရာဆိုပြီးတော့လူပေးကြတာပါအလူငွေကပြေသွားတဲ့အတွက် မတ်တင်နနူဝေကပြီးခဲ့တဲ့လတည်းမှာအိန္ဒိယကိုသွားပြီးတော့ဆေးကုနေခဲ့တာဖြစ်ပါတယ်။အိန္ဒိယမှာဆေးသွားကုရာကဒိတ်တထောင်ကျော်ကုန်ကြမှာဖြစ်ပေမဲ့လူပေးကြလို့သွားပြီးတော့ကုနိုင်ခဲ့တာဖြစ်ပါတယ်။အိန္ဒိယမှာရရောက်ချင်းဆေးမကုနိုင်သေးပဲအလူရှင်နဲ့ကိုင်မကိုက်ဆန်းဆေးရပါသေးတယ်။မတ်တင်နနူဝေကိုကောင်မလေးတယောက်ကလူပေးတာဖြစ်ပြီးတော့ဆွေမျိုးလည်းမတော်ဆက်ပဲလူပေးတာဖြစ်ပါတယ်။အလူရှင်လည်းရှိပြီးတော့အကုန်လုံးကန့်ညီတဲ့အထွတ်နောက်ဆုံးမှာ ကြောက်ကက်အစားထိုးလို့ရသွားတာဖြစ်ပါတယ်။မက်သင်းနူနူဝေကပြီးခဲ့တဲ့ရက်မှာအိန္ဒိယကဆီယဝင်ကြီးတွေနဲ့စတင်ပြီးတော့ကြောက်ကက်အစားထိုးတာကို လုပ်ခဲ့ကြတာဖြစ်ပါတယ်။အမားယွန်းရှိမှကိုစိုးရင်ကြပေမဲ့အမားယွန်းတစ်ခုမှမရှိဘဲနဲ့ကြောက်ကက်ကိုအောင်မြင်စွာ၌ခွဲလိုက်နိုင်ပြီဖြစ်ပါတယ်။ ကြောက်ကအစားထိုးတဲ့နေရာမှာဘာအန်ဒီရမလည်းမရှိဘဲနဲ့မက်သင်းနူနူဝေကဂျမ်းမာနေရလို့သိရပါတယ်။ဆက်ရှိရနေ့မှာအောင်မြင်သွားတာဖြစ်ပြီးတော့ငွေနဲ့လူပေးစားတဲ့သူတွေကိုမက်သင်းနူနူဝေကကျေးဇူးတင်ကြောင်းပြောထားပါတယ်။မက်သင်းနူနူဝေကအခုဆိုရင်တော့ကြောက်ကဆေးရမယ့်ဝေဒနာကနေလည်းကင်းလွတ်သွားပါပြီ။တပတ်ကိုနှစ်ကြိမ်ကြောက်ကဆေးနေရတာက တော်တော်လေးကိုစိုးသလိုစိတ်နှောက်ရှက်လေးဖြစ်စေပါတယ်။နာကျင်တဲ့တံကိုလည်းခံရတာမို့ ဆယ်နှစ်နီးပါးခံစားခဲ့ရတာပါမက်တင်နူနူဝေကအစိုးရတကယ်ကိုပဲအကြီးစားခွဲထားတာဖြစ်တဲ့အတွက်အခုချိန်မှာအပြင်တော့မထွက်သေးပါဘူး ICU အခန်းထဲမှာနေနေရသေးတာဖြစ်ပြီးတော့သတိရပြီးတော့စကားပြန်ပြောနိုင်တဲ့အခြေအနေဖြစ်နေပါပြီဈေးုံဆောင်တော့ဝင်ကြည့်လို့မရတဲ့အခြေအနေဖြစ်တာမို့လက်ဟန်ချီရနဲ့စကားပြောခဲ့ရတာပါကြောက်ကြလေပြီးတဲ့အချိန်မှာမက်တင်နူနူဝေက သူကတို့အရင်ထပ်ပို့ပြီးတော့ဂယူဆိုင်ရမယ့်အခြေအနေဖြစ်ပါတယ်။လဲပြီးသွားရင်တော့အရင်လိုစားချင်တာလည်းမစားတော့ပဲတေချာရှောင်ရတော့မှာဖြစ်ပါတယ်။ပြန်မကောင်းနိုင်တော့ဘူးလို့မျော်လင့်ရကနေအခုလိုကြောက်ကြက်ပါလဲနိုင်တဲ့အစဉ်ဖြစ်လာတာမို့မတင်းနုနုဝေမှာအတိုင်းမသိကိုပျော်ရွှင်နေရပါ။မတင်းနုနုဝေကအိန္ဒိယကနေပြန်လာပြီးရင်သူတွေ့ကြုံခဲ့ရသမျှအင်တာဗျူးဖြည့်ပြီးတော့ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။တခြားကြောက်ကြက်ဝေဒနာရှင်တွေလည်း သူမကိုကြည့်ပြီးတော့အားချနေကြပါရင်ဝေဒနာခံစားနေရတဲ့သူတိုင်းကကြောက်ကက်လဲချင်တာအဓိကရည်မှန်းချက်ဖြစ်တဲ့အတွက်မသင်းနုနုဝေလိုခံကောင်းဖို့ဆုတောင်းနေကြပါရင်မသင်းနုနုဝေကတော့အရင်လိုချမ်းမာတန်ဆွမ်းတဲ့ဘဝကိုပြန်ရောက်တော့မှာမို့ရင်ခုန်နေပါပြီဒီဘဝကိုသူအနေနဲ့လိုချင်ခဲ့တာကြပြီးဖြစ်တယ်လို့ယောဂပြောက်သွားရင်ဘာလုပ်မလဲဆိုပြီးတော့တွေးထားတာဖြစ်ပါရင်ကြောက်ကက်အစားထိုးတာအောင်မြင်တဲ့မသင်းနုနုဝေအတွက်အားပေးစကားလေးတွေပြောပေးခဲ့ပါအောင်အချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်း ားလုံးကျေးဇူးတင်ပါတယ်ရှင်